ားလုံးပဲမင်္ဂလာပါရှင်။လာပြည့်ညချန်တွေကနေပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇလံလေးကတော့လိပ်ပြတောင်မှန်ကျိုးတဲ့ညာဆိုတဲ့စိတ်ဝင်စားပွဲတရိတံဝေကရှားပွဲပညာပေးဖြည့်ရမှန်ဇလံကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်။အချိန်ကည7:30မိနစ် ဒူရဲအုံဝေမင်းခိုင်တို့ညကင်းလက်အဖွဲ အောင်စရာလန်းနေကိုစပိန်ကိုအချိုးမှာထိတ်လန့်တကြအော်ဟစ်ပြေးလွှားတံများနဲ့အတူလူတယောက်ဒီစုံတစ်ခုကိုဂိုင်းပြီးမိမိတို့ရှိရာကိုကြောက်လန့်တကြပြေးလာတာကိုတွေ့လိုက်ကြရတဲ့ဒီမြင်ကွင်းကြောင့်အလုံးစပိန်မော်ကဆင်းပြီးနေရာယူထားလိုက်ကြရတဲ့ဒူရဲအုံဝေမင်းခိုင်မှာကပတ်အိတ်ထဲမှာ၆လုံးပြူတနက်ကိုဆွဲထုတ်လိုက်ပြီးဟေးရက်လိုက်စမ်း သူ့အမိန်ပေးတဲ့အတိုင်းလက်နေမီးရောင်ကပြေးလာသူပေါ်ကိုကြားရောက်သွားရီကျိုသူကသူတို့အနီးကိုရောက်တဲ့အခါအမောဆုပ်ပြီးလဲကျသွားရီမီးရောင်အောင်မှမြင်ရတဲ့မြင်ကွင်းကအသက်၁၆နှစ်နေခန့်အမျိုးသမီးငယ်တူလက်ထဲမှာလဲသွေးစွနေတဲ့ဓာမြောင်တစ်ချောင်းကိုစုပ်ကင်ထားရီသူမရဲ့အင်ကြီးနဲ့ထမိန်မှာလဲနေရဲတဲ့သွေးမြောင်နေရာအနှံ့ပြချန်နေသလိုအပေါ်အင်ကြီးမှာလဲစုပ်ပြေးပြီးအတွင်းခန့်အင်ကြီးကိုပါအထင်းသားမြင်နေရရီမင်း မင်းဘလို့ဖြစ်လာတာလဲမင်းကလေးဓားကိုချလိုက်ပါမင်းမငယ်ကအမင်းကိုနာခံနေလက်ထဲကသွေးစွန်းနေတဲ့ဓားကိုအခုမှကြောက်လန့်တကြားလှုပ်ချလိုက်တယ်ပြီးမှမျက်နှာကိုလက်ဝါးအစုံနဲ့အုပ်ပြီးချုံပွေးချပြီးရိုက်ကြီးတငငိုပြစ်လိုက်တယ်ကဲကလေးမမင်းဘာဖြစ်လာတယ်ဆိုတာကိုသာ အရင်ပြောစမ်းပါဒါမှဒိုးကမင်းကိုကူညီလို့ရမှာရေပြောကျမလူလူတက်ခဲ့ပါတယ်ဘူကြီး ဘာလူတက်လာတယ်ဘယ်နေရာမှာတက်လာခဲ့တာလဲဒီလန့်ရဲ့ဟိုဘက်ထိတ်ကချစ်တာလီတက်ရင်နေမှာပါရှင်ပြက်တနာပဲကဲဆရာကြီးအောင်ဒီရက်ကွက်ကရရက်ကဥက္ကရာကိုအ мян တော့ခေါ်လိုက်ပါကျန်တာကျွန်တော်တို့ဆက်လုံလိုက်မယ်လာမင်းကိုယ်တိုင်လိုက်ပါစမ်းထတယောက်ကတတ်တေကန်တာကိုစက်ကူနဲ့စနစ်တကျပတ်ပြီးတင်းလိုက်တဲ့မိမငယ်ဦးဆောင်ရာကိုသတိနဲ့လိုက်လာကြရီတိုင်အဝင်တကားကပွင့်နေတယ် အထဲမှာလူတန်လည်းမကြရတိုက်ထဲကိုဝင်လိုက်တော့ပစ္စည်းပစ္စည်းရတချို့ပြန့်ကျဲနေတာကို တွေ့ရတယ်။လျက်စက်မီးရောင်အောက်မှာသွေးဆက်တချို့ကဟိုနာတစ်ဆက်ဒီနာတစ်ဆက်မင်းဘယ်နေရာမှာတတ်တာလဲ။ဟိုအောက်ထပ်မီးပိုဆောင်နဲ့ကဲ့ရဲ့အခန်းထဲမှာတယောက်နောက်ပြီးတော့ဆက်ပြောလေ။ဟိုအပေါ်တက်ကအခန်းထဲမှာတယောက်ဘာဘာမင်းနှစ်ယောက်တောင်တတ်လိုက်တယ်ဟုတ်လား ဟုတ်ဟုတ်ပါတယ်ပိုကြီးရဲ့ရရက်ကဥက္ခရာနဲ့အရက်သက်တဲ့လူကြီးများရောက်လာတော့သူတို့မီးဖို့ဆောင်နဲ့ကက်ရက်အခန်းကိုဥစော်ဝင်လိုက်ကြတယ်။မြင်လိုက်ရတဲ့မြင်ကွင်းကခါဝဲပစိုးမရှိတဲ့အသက်40ခန့်ယောက်ျားကြီးတဦးတစ်သားကွန်ပြစ်ကရင်ပေါ်မှာရင်ကောင်းပွင့်ပြီးတည်ဆုံနေတာကိုတွေ့ရတယ် ဒီနောက်တော့တငယ်မလိုက်ပြားတဲ့အတိုင်းအပေါ်ဓာတ်အခန်းတစ်ခုတည်းကိုဝင်လိုက်တဲ့အခါညာအိတ်မီးလုံးရဲ့မီးရောင်အောက်မှာအသက်40ခန်းဖြူဖြူဝဝအမျိုးသမီးကြီးတဦးမှု့ရပေါ်မှာပတ်လက်အခန်းမီးကိုဖွင့်ပြီးကြည့်လိုက်တော့ဒဏ်ရာနှစ်ချက်နဲ့ပွဲချင်းပြီးသိနေတာကိုတွေ့ရတဲ့အခါကျမဖြစ်ချောင်းကုံစင်ကိုအစာဆုံးပြောပြပါမယ်ဆရာကြီးတို့ဘူကြီးတို့ရဲ့ကျမနာမည်ကခင်းနေရီလို့ခေါ်ပါတယ် မြို့အရှိဘက်လက်ပတ်မင်ရွာကပါရွာမှာကျမအပါဝင် မိခင်မုံစိုးမကြီးနဲ့မိသားစု၅ယောက်အတူနေကြပါတယ်အမေကအဖေဆုံးသွားပြီးတဲ့နောက်ပိုင်းမှာမုံမျိုးစုံရာသီပေါ်များလှုပ်ပြီးတော့ရောင်းချပြီးဝန်းစာရှာခဲ့ပါတယ်အမေမကျန်းမာလို့ဈေးလုံးဝမထွက်နိုင်တော့အကြီးဆုံးဖြစ်တဲ့ကျမကပဲကောက်ဆိုင်ပြိုးနှုတ်သီးနှံပေါ်ချိန်မှာပဲနှုတ်ပြောင်းချစားတဲ့ကြုံရအလုံမျိုးစုံကိုလှုပ်ကန်ပြီးတော့ မိသားစုအရေးကိုဥဆောင်ရပါတယ်။ကျမရဲ့မောင်လေးနဲ့ညီမငယ်များကအเจ้าမနေနိုင်ကြပါဘူး။တခါတလေထမင်းဝိုင်းမှာဟင်းမပါပဲငပိကြီးတို့စီရနဲ့မျှစားခဲ့ရတဲ့နေ့တွေလည်းမနှဲခဲ့ပါဘူး။အဲ့ဒီဘဝကိုရုန်းကန်နေချိန်မှာပဲတနေ့ရန်ကုန်မှာအလုတ်သွားလုံနေတဲ့ကျမတို့ရွာသားကိုအောင်ငိမ့်နဲ့အတူအတော်ကြီးတူကျမတို့အိမ်ကိုရောက်လာပါတယ်။အဲ့ဒီအတော်ရဲ့နာမည်ကဒေါခင်ဝိုင်းချေတဲ့ ဝါဝတန်တန်ခန့်ခန့်ကြည့်ရှင်ကိုအောင်ငင်းကနင်းတို့စင်စင်ရဲရဲလောက်ကင်နေကြရတာမကြည့်ရလို့အလောက်ကောင်းကောင်းရအောင်မြို့ကအဆက်တွေခေါ်လာတယ်တဲ့အဲ့ဒီလိုစကားကြားလိုက်ရတော့ကျမရော လူမမအမေရောအယံဝမ်းသာသွားတာပေါ့ဒေါခင်ချေဝိုင်းကလည်းကျမတို့နေတဲ့ကျဲမြင်လမြင်လူမြင်နဲ့တဲတတာအင်္ဂလိပ်ကိုလှဲ့ပတ်ကြည့်ပြီးတော့ပိန်ညက်ညက်ဖြစ်နေတဲ့ကျမရဲ့မောင်လေးညီမလေးတွေကိုကြည့်ပြီးစုတ်သက်နေပါတယ် ကျမကတော့အပြိုပေါ်ဝင်ပြီးစမို့အလौကျန်းမျိုးစုံလုံးရပြီမေမပိန်ပါဘူးတငယ်ချင်းတွေရဲ့ဝေဖန်ချက်အရာဆိုရင်ကိုလုံးကိုပေါရှိပါတယ်ဒီတင်ဒေါခင်ဝိုင်းချစ်ကအေးကွယ်ငါတို့မကြီးတို့ရဲ့အဖြစ်ကိုမြင်ရတာအန်တီစိတ်မကောင်းလိုက်တာကွယ်မောင်ငိမ့်ပြောတော့ကဒီလောက်မယုံဘူးလက်ငင်းမြင်မှာစိတ်ထိခိုက်ရတယ်ကွယ်ကဲကဲအမကြီးရောငါတို့မများရောဘာမှအမငယ်ချာနဲ့ရော့ ဓာတူမကြီးတို့လက်တလောအုံးမှုအန်တီကကုသိုလ်ဖြစ်ကူညီတာမြို့မှာတူမကြီးတင့်ရောတဲ့အလောက်ကင်လေးကြည်စုံစမ်းပြီးတော့ဖန်တီးပေးမယ်တိလားအဲ့ဒီလိုပြောပြီးတော့ငွေ900ရာန်တရွက်ကိုတရာကြီးပြူနဲ့ပေးခဲ့တယ်တခါမှငွေ900ရာန်မကင်ဘူးပါဘူးရှင်နှကောင်းနှက်မြက်တွေကကယ်လို့ပဲနေတူပါရဲ့အဲ့ဒီနေကမှတ်မှတ်ရရအန်တီကြီးကိုရောအကိုအောင်ငင်းကိုရောထိုင်ထိုင်ကြောလိုက်ပြီးမှ အမောပါပြီဘူကြီးတို့ရဲ့ ယုံမတလကိုနှစ်ကြိမ်လောက်အန်တီဒေါခင်ဝိုင်းချစ်ကြီးရွာကိုရောက်ရောက်လာတယ်ရှင်အကိုအောင်ငင်းကတော့မပါလာတော့ဘူးလာတိုင်းလဲမောင်လေးညီမလေးများအတွက်အင်းကြီးပေါင်းမိအစ်တကလေးတွေပါလာတယ်ကျမအတွက်လေမျိုးကအင်းကြီးအစင်းစမ်းများနဲ့ထမိန်အယောင်သွေးလှလှလေးတွေဝဲလာတတ်တယ်အမကြီးကအမေဘိုးဆိုပြီးဝဲလာလိုက်တယ်မုံတွေမှာလဲမြင်အောင်မမြင်မှုတဲ့မုံအကောင်းစားတွေပါပဲအိမ်မှာပဲအိပ်ပါတယ် ညရောက်ရင်တော့ရန်ကုန်မြို့ကြီးရဲ့တာယာတဲ့အစင်တန်းမြင့်မုံစသည်များကိုတည်ရီယိုအောင်ပြောတတ်ပါ रे မိုးလင်းလို့ပြန်ရင်မုံဘိုးဆိုပြီးအ ਨੇ စုံ900ပေးခဲ့တယ်ဒီလိုနဲ့နေလာရင်ငါကောင်းမြောက်မှာအန်တီဂျီဒေါခင်ဝိုင်းချင်းနဲ့ကျမမှာဆွေမျိုးအရင်းချများလို့ဖြစ်သွားခဲ့ကြတယ်ပြောမနာဆိုမနာများဖြစ်ခဲ့ကြပါ रे ညီတမဟင်ကောင်းကောင်းချက်တက်ရလာခင်းနေချက်တက်ပါ रे အန်တီရဲ့ အလူမင်္ဂလာဆောင်ဆိုရင် သမီးတို့ဝိုင်းချန်နေကြဥစ္စာအဝတ်တွေဘာရီရောရှော်နိုင်မှမလားကောင်းဆိုင်ပြုံးနှုတ်တောင်လုံနိုင်သေးတဲ့ဥစ္စာအန်တီကြီးကလေဒါကတော့မေးရတဲ့ပေါ့အေးလုံနိုင်ရင်ငါတိုက်မှလိုက်နေငါမကအလုသမားတွေအင်းသားတွေနဲ့နေတာတချို့ကအလျော်ဖို့လိုတယ်ဤငါလည်းလာကတီးတန့်ပေးမှာပါကျွေးလေကျွေးမှာပါအဲ့ဒီကမှလုတ်တက်ကင်ထက်သွားရင်တတိယရင်တို့ဘာလို့လာကကောင်းကောင်းရနိုင်တယ် ကန်ကောင်းရင်တော့လင်ကောင်းသားကောင်းမှရနိုင်တယ်။သိရဲ့လား။အိုးအန်တီကြီးကလေရှက်စရာကြီး။ဒါရှက်စရာမဟုတ်ပါဘူး။ကိုကကိုတူမများကောင်းစားစီခြင်းလိုပါဒီမာတဲ့အမေကလည်းမြမရဲ့ညီတူမများကိုညီပဲကြည်ကျက်ပြီးတော့နေရာချစီစဉ်ပေးလိုက်ပါတော့ငါကယုံပါတယ်အဲ့ဒီလိုနဲ့ကျမရန်ကုန်မြို့ကရက်ွက်တစ်ခုမှာဒေါခင်ဝိုင်းချစ်ရဲ့ချစ်တာလီအမည်ရှိတိုက်ရင်ကြီးကိုရောက်ခဲ့ရပါတယ် ဲ့ဒီမှာထမင်းချက်ရတယ်အဝိလျှော်ရတယ်မီးပူတိုက်ရတယ်အဲ့တဲ့များကများလွန်းတော့လက်ဖက်ရည်အေးကစားလှုပ်ပြီးရတယ်အဲ့တဲ့တွေကလည်းအမျိုးစုံပါပဲတချို့ကကားနဲ့လာတယ်တချို့ကဆိုင်ကယ်နဲ့လာကြတယ်အများအားဖြင့်တော့အမျိုးသားများနဲ့အတူခေဆန်ဆန်ဝေစားထားတဲ့ငငယ်ရွယ်ရွယ်လှလှပါပါအမျိုးသမီးတွေအလာများကြတယ်တချို့ကတော့တိုက်အပေါ်ဓာတ်ကိုတက်သွားကြတယ်လို့တချို့ကအောက်ထပ်မှာပဲဖေးရိုက်ကြတယ် ရက်ွက်အစုံကတီးတန့်ချမ်းကြေးကြီးဆိုတော့တိတ်ဆိတ်မှုရှိပါ रे သူတို့လာရင်အေးတန့်အေးလက်ဖက်ရည်တန့်လက်ဖက်ရည်ပို့ပေးရပါ रे တချို့များကတော့အပေါ်ဓာတ်မှာတယုံယုံနေပါဘာတွေလုံနေကြတယ်လဲမသိပါဘူးဟီဟီဟာဟာခုခုကိကိရည်တန်းများလေးကြားရရဲ့အဲ့ဒီကိစ္စအဝဝကိုတာဝန်ယူကြီးကျက်စီစဉ်တာကဥပိတာလှချေဆိုတဲ့လူမျိုးကြပါပဲရှင်သူကဒီတိုက်အင်ကြီးမှာဒေါခင်ဝဲချစ်ပြီးရင်ဩဇာအရှိဆုံးမယ် ျမတတိထားမိတဲ့လောက်တော့မနက်9:00နာရီထိုးပြီးဆိုရင် အမျိုးသမီးအရွယ်ကောင်းလေးတွေဖီးလိန်ဝစ်စားပြီးအိမ်ကိုရောက်လာကြတာပဲသူတို့ကဥပိ္ပဒါလှချက်ကပျောပရီလှူလာလှုပ်တယ်မိမတွေကလည်းဟိုမပြောလိုက်ချင်မအောင်အရက်ကိုနဲလွန်လှပါတယ်တချို့မိမများနေတော့အဲ့ဒီလူကြီးကိုဖလားဆွဲလာတွဲလာနေကျမမြင်ရတာရှယ်လွန်းလို့ကိစ္စမရှိရင်အိမ်ရှိအေကန်းကိုလုံးဝမထွက်ပါဘူး သူတို့ကတော့လာလာစကားပြောကြပါရဲ့ဒါပေမဲ့ကို့အိမ်ဒီနဲ့ကိုပဲနေလိုက်ပါရည်တနေ့ပေါ်ရှင်ဥပိ္ပာလှချေကခင်းနေရည်ရှင်အငယ်ချစ်အပေါ်ဓာတ်ကအခန်းသုံးကိုနေမော်ကြီးနှစ်ပလင်တော့ပို့လိုက်ပါကွယ်သူကရှိုးဝိုင်းကနေလမ်းអော်လိုက်ပါရည်ဒါနဲ့ကျမလည်းဒီအိမ်ရောက်ခရေကတခါမှမတက်ဘူးသေးတယ်တိုက်အပေါ်ဓာတ်ကိုတက်ပြီးအခန်းသုံးရဲ့တကားကိုခောက်လိုက်ပါရည်မကြခင်တကားချက်ဖြုတ်တန်ကိုကြားရပြီး ချွေးတန်ရွှဲရွှဲနဲ့လူတဲဦးဇက်ပြီးပြီးမျက်နှာနေထွက်လာတယ်။ကျမကလည်းအန်ကယ်ချစ်ပူခိုင်းလိုက်တာလို့ပြောတော့သူကကျမရဲ့ကိုယ်လုံးကိုရမခိုးဝင်နေတဲ့မျက်လုံးစုံနဲ့စိုက်ကြည့်တယ်။ဟိုတပွဲပေါ်တင်လိုက်နော်ညီမလေး။ကြည့်ရလက်ဖက်ရည်ရပြီထ။အဲ့ဒီလိုလေသူကလန့်ပြောလိုက်ရောဂရင်မော်ကနေအမျိုးသမီးတဲဦးလူလဲထပြီးငုတ်တုတ်ထထိုင်လိုက်တယ်။ကျမလည်းအမှုမဲ့လှဲ့ကြည့်လိုက်တော့အိုးဟဲ့ ။ဘာလဲမကြည့်ရဲလို့လား။အရန်ကလေးနဲ့တူတယ်။ကျမချက်ချင်းပဲအောက်ထက်ကိုပြေးဆင်လာလိုက်တယ်။မျက်နှာတစ်ပြင်လုံးလေးရှက်သွေးတွေနဲ့ထူပူနေပါလေ။ကျမမြင်လိုက်ရတဲ့မြင်ကွင်းကအဲ့ဒီအမျိုးသမီးရဲ့ခန္ဓာကိုယ်ပေါ်မှာအဝိဇ္ဇာဆိုတာနောက်ဆုံးတော့ရှင်ကို့ဂျေဇူးရှင်ကလည်းဖြစ်နေပြန်။သူ့ဆန်စားနေတော့လေမရဲချင်းရဲချင်းနဲ့ရဲပြီးလုံနေရတော့ကိုဘာမှမဖြစ်ရင်ပြီးရောသဘောနဲ့အလိုက်တဲ့လုံနေရပါလေ။ ။ဒီနေ့ညဘက်9နာရီကျော်ကျော်လောက်ပေါ့။ဒေါခင်ဝိုင်းချိတ်ကကျမနေတဲ့မိဖို့ဆောင်နေပြီက အခန်းထဲကိုရောက်လာတယ်။အေးပြီလားတူမကြီး။မိတ်သေးပါဦးအန်တီကြီးရဲ့ဘာခိုင်းမလို့လဲ။မခိုင်းပါဘူးကွယ်။တူမကြီးနဲ့စကားပြောချင်လို့ပါ။ဘာမျှအကြောင်းထူးလို့လဲဟမ်။ဒေါခင်ဝိုင်းချိတ်ကစီးကရက်ကိုဟန်ပါပါမီးညှိလိုက်ပြီးညီချမ်းချမ်းသာသာမနေချင်ဘူးလား။ရှင်ဘလို့ပြောလိုက်ပါလေအန်တီရဲ့။ ိတ်နေချင်တာပေါ့ဘာလို့အဲ့ဒီလိုနေချင်ရတာလဲပြောစမ်းမအောင်ရွာကအမေနဲ့မောင်လေးညီမလေးတွေကိုလူနဲ့သူနဲ့တူအောင်ထားကြင်လို့ပါဒါဆိုငွေလဲနေနေအောင်ရမယ်တက်တက်တတလည်းရှိမယ်မိဖို့ဆောင်အလုပ်လဲလုပ်เสียမလို့တော့လှလှပါပါနဲ့ကြော့ကြော့ပါပါလေးနေရအောင်ငါစီစဉ်ပေးမယ်ညီလိုက်နာနိုင်မှာမလားညီတပတ်အတွင်းငွေတောင်းတဲ့ချီရမယ်ကျမအယမ်းအံ့ဩသွားတယ် ဘာဘာလုပ်မလို့လဲအန်တီကြီးရဲ့ဒီမှာညီဟိုတင်းမောသားဝင်းစော်ဖေးဆိုတဲ့လူကိုတိတယ်မဟုတ်လားသူကညီကို မျက်စိကျနေတာ၏ငါကိုလည်းအပူကက်နေတာကြပြီသူကညီနဲ့တူအိတ်ချင်လို့တဲ့အဲ့ဒါခွင့်ရေးကောင်းမေကောင်းမေညီသူ့အလိုကို လိုက်လိုက်ရင်ညီရောငါရော ချမ်းသာရောတိရဲ့လားအိုးကျမဒါမျိုးမလုပ်ဘူးမလုပ်ဘူးကျမကရှေ့ရွံ့ထိတ်လန့်စွာအတင်းငင်းလိုက်တယ် ဒီရင်ဒေါ်ခင်ဝိုင်းချစ်ကကျမပခုံးကိုပွေးဖက်ပြီးရှက်เสียမလိုပါဘူး၏ဘသူတိတာမှတ်လို့မြ мян ကြီးပွားချမ်းသာဖို့ကအဓိကဟဲ့ဒါမှရွာကညီအမေနဲ့အိုရှင်ကျမတို့ငတ်တည်ခြင်းရဲ့တေပလိစီဒါမျိုးလုံးဝလုံမစားဘူးအန်တီတော်တော်ပါတော့ရှင်ကျမရှက်တယ်အိတ်တော်မယ်ဩညီကငါကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ကျေးဇူးကိုမှမထောက်ငါ့ကိုစန့်ကျင်ခြင်းတဲ့သဘောပေါ့ဟုတ်လားမိခင်နေ့ ျမဘာမှပြန်မပြောတော့ပါဘူး။နာနှစ်ဖက်ကိုပိတ်ထားလိုက်တယ်။ညီစဉ်းစားပေါ်ဤငါစကားနားမထောင်ရင်တော့ညီတနေ့နောင်တရလိမ့်မယ်။ဒေါခင်ဝိုင်းချစ်ကအခန်းထဲကနေဒေါနဲ့မောနဲ့ထွက်သွားတော့ကျမအခန်းတကားကိုကြက်ထိုးပြီးအသားတွေတဆက်ဆက်တုံနေတယ်။ကျမဘာလို့ရမလဲ။လက်စသက်တော့ကျမရောက်နေတော့မကောင်းတဲ့အလုပ်ကိုတိတ်တိတ်ပုံလှုပ်ရှားနေတယ်။လူကုန်တန်းဟန်ပြောင်းမိမရွှင်အင်ကိုပါလား။ဖေးရဖေးရ ဒီကိုလာနေတဲ့အမျိုးသမီးတွေကလည်းကျမသူတို့အလိုကိုမလိုက်ဘဲကိုရွာကို ပြန်နေရင် ရွာမှာပြုတ်နှုတ်ကောက်ဆိုင်ဆင်းဆင်းရဲရဲနေရမယ်ဒါပေမဲ့တိတ်ခါရှိမယ်စိတ်ချမ်းသာမယ်သူတို့စီစဉ်တယ်လို့အလိုလိုက်ရင်တော့တခဏချင်းမှကြီးပွားလာမယ်ချမ်းသာလာမယ်ဒါပေမဲ့တနေ့မဟုတ်တနေ့ဒီအကြောင်းတွေကို ကျမရွာက အမေနဲ့မောင်ညီမများနဲ့ရွာကလူတွေများသိသွားခဲ့ရင် ကျမတို့မိသားစုအလုံးအရှက်တကွအကျိုးနေပြီ ကျမတညာလုံးထိုင်းစင်းစားရီခေါင်းတွေကြိုက်လာတယ်။အင်းရှိတန်ကတ်နိုင်ကဆနတ်နိုင်တန်ဆောင်တီးတန်ကြမှာမိကနေအိပ်ပျော်သွားခဲ့တယ်။နောက်တနေ့မိုးလင်းလို့ဈေးကလည်းပြန်ချက်ပြုတ်လည်းပြီးရောအန်တီဒေါခင်ဝိုင်းချစ်ကိုအန်တီမနေ့ပြန်ငါဆပြီးတော့ကျမအလုတ်ထွက်တော့မယ်။အလုတ်အလုတ်ကထွက်တော့မလို့ဟုတ်ကဲ့။ညထွက်ချင်တိုင်းထွက်လို့မရဘူးဆိုတာရောညသိရလားခင်းနေ။အိုးဘာလို့မရမှာလဲ။ ကိုမလုပ်ချင်လို့ထွက်တာပဲဥစ္စာညီဘာမှမသိသေးပါလားခင်နေရတယ်ညီမလုပ်ချင်လို့ထွက်ချင်ငါအကျွေးတောင်းကိုကုချက်ချင်းဆက်ပြီးမှထွက်သွားပါရှင်အကျွေးတောင်းဟုတ်လားနေပေါင်းကျမဘယ်တော့ကမြအန်တီစီကငွေချီးဖို့လို့လေကျမထိုင်းနေရကနေငောက်ခနဲ့ထရက်လိုက်ပြီးသူနဲ့မျက်နှာချင်းဆိုင်လိုက်တယ်သူစီကငွေချီးဖို့နေနေတာတော့ကျမရတဲ့လာခကို သူရွာကိုသွားရင်ကျမလူကြုံပါနေရတဲ့ဥစ္စာဒီမှာရင် သူကမတိမဲမြင်အပြုံးမျိုးနေညီကငါအเจ้าတွေကိုမတိသေးပေကိုဒီမှာညီအမေကညီမတိပါစေနဲ့ဆိုလို့ငါကမပြောဘဲဖုံးထားတာ ਈ ညီက အချိုးတမျိုးပြောင်းလာတော့လေဖွင့်ပြောရတာပေါ့ ਈ ငါညီလာကကိုညီအမေစီသွားပို့တယ်နောက်ဆုံးအခောက်တုံးကသူကအေးပေါငွေလိုနေလို့တဲ့ငွေတထောင်လောက်ချီးခဲ့ပါတဲ့ အဲ့ဒီငွေကိုလေညီလာခတဲ့ကလာစဉ်အရေးကြဖြတ်သွားပါတယ်။ဒါနဲ့ငါချီးခဲ့တယ်။ကဲညီသိပြီမလား။ပြီးတော့ညီအလောက်က ထွက်ချင်းရင်ငါငွေတထောင်ကိုဆက်။ဒါမှမဟုတ်ရင်တော့သူကစကားဆုံးအောင်မပြောဘဲကျမကိုပြုံးထိထိနဲ့စိုက်ကြည့်နေတယ်။ကျမတိတ်အံ့ဩသွားခဲ့ရတယ်။ဒေါခင်ဝိုင်းချေပြောတာဟုတ်ရောဟုတ်ရဲ့လားလို့တန်တရားဝင်မိတယ်။သွားမေးကြည့်ခြင်းမိမယ်။ကျမရွာကိုခဏတစ်ဖြုတ်ပြန်ခွင့်မရပါဘူး။ ကျမသူ့ကိုကြောခိုင်းပြီးချုံဝဲချငိုလိုက်တယ်။ကျမရင်ထဲမှာအကျွေးငွေတထောင်ချက်အတွက်ရင်အတွင်းမှာဘလောင်စုနေပါပြီ။ကုရက်ပိုင်းအတွင်းမှာအန်တီနဲ့ဥပိတာလှချစ်တို့ကကျမကိုချော့ချော့မော်မော်လှုပ်လာတယ်။တခါတခါသူတို့နှစ်ဦးတီးတိုးတီးတိုးနေတပန်းထိုးလုံရင် ကျမကို နောက်ကနေရီးသေးတဲ့လှုပ်လာလှုပ်တယ်။အထူးသဖြင့်ဥပိတာကြီးပါပဲ။ဒီလိုနဲ့တညာအဲ့ဒီညာကတော်တလင်းလာကွယ်နေညာ ကျမအိမ်မောကြနေချိန်မှာကျမအိမ်မောကြနေချိန်မှာအပြင်ကအဆက်မပြတ်တကားခောက်တံများကြောင့်ကျမနိုးလာတယ်။အချိန်မတော်ကြီးမှဖွင့်မပေးရတာနဲ့ဘသူလဲလို့မေးလိုက်တော့အန်တီကြီးရဲ့အတန်နဲ့ငါပါတဲ့။တကားဖွင့်ပေးပါဦးဆိုလို့ဘာမြအရေးကြီးလို့လဲဆိုပြီးတကားချက်ကိုဖြုတ်ပေးလိုက်တယ်။တကားလဲပွင့်ရောအကန်းထဲကိုအရင်ဆုံးဝင်လာတာကအရက်နဲ့တထောင်းထောင်းနဲ့ဥပိတာလှချက်ပါ။ကျမအန်အောလို့ပါဇက်ဟနေစင်ပါပဲ။ ဒေါခင်ဝိုင်းချစ်ကကျမကိုပြုံးပြုံးကြီးနဲ့ကြည့်ပြီးတော့လှည့်ထွက်သွားပါတယ်။ကျမတတိယပြီးတပ်ဝင်လှုပ်ရှားလိုက်ချိန်မှာတော့ဥပိတာကတကားကိုချက်ထိုးပြီးကျမကိုကျမရုံးကန်အော်ဟစ်ပြီးတောင်းမှအတနာခံခဲ့ပြီမေ။သူကလုံးဝမညာတာခဲ့ပါဘူး။ကျမရဲ့ပါဇက်ကိုပိတ်လိုက်တယ်။လေဘင်းကိုလည်းညှစ်ထားတယ်။ကြားနဲ့တမင်ရဲ့နဘန်းပွဲမှာတမင်မျက်ရည်ကျတာထုံးစံပါပြီ။မကြခင် ကျမကသူ့ပြုသည်မြ နူးရတဲ့ဘဝကို ရောက်သွားခဲ့ရတယ်။ကျမရဲ့တန်းစဉ်မျက်နှာတံမိုးထားခဲ့တဲ့ဘဝကတော့လာမိုင်းညတကောင်ရံမှာပဲ့စင်ကြွေခဲ့ရပါပြီ။ကျမရှိုင်းကိုနေစင်မှာပဲသူကကျမကိုချော့ပြီးလှုပ်ဆရာရှိတာများကိုဆက်လှုပ်ဖို့စီယုံနားချပါရီ။ပြောလို့ကတော့ဂျေနဲ့မောပန်းစော်နဲ့အရှက်ကင်းမဲစွာအိယာပေါ်မှာပလက်လန်ပြီးအနားယူနေပါရီ။ကျမထမင်းကိုပြင်ဝေရင်းနဲ့အပြင်ကိုထွက်မယ်လို့တော့ဘဲလေ ကြားဟင်းသလိုဟင်းရင်းနဲ့သူကလှမ်းអော်လိုက်တယ်။ကျမအိမ်သာတက်ချင်လို့ပါ။ပြီးရင်မြ мян ပြန်လာနော်။ရွှန်ရှားဆက်စုပ်ဖွဲ့ကောင်းတဲ့ရည်တန်းကြီးနဲ့ကျမကိုစိုက်ကြည့်နေပုံများ။ကျမမီးဘိုဆောင်ဘက်ကိုလှမ်းဝင်လိုက်တယ်။အိမ်သာကအဲ့ဒီထဲမှမမဟုတ်တာ။ဒါပေမဲ့အိမ်သာတဲကိုမဝင်ခဲ့ဘူး။ပကန်းစင်မော်ကတာလီတားကိုကောက်ကင်ပြီးနောက်ကျောခါးကြမှာဟွက်ယူလာလိုက်တယ်။အခန်းထဲလေရောက်ရောလူယုံမကြီးကကျမလက်ကိုလှမ်းဆွဲပြီး သူ့ရဲ့ဘက်ပေါ်ကိုဆွဲယူလိုက်တယ်။ပြီးတော့မျက်စိမှိတ်ပြီးစိန်ယူနေတယ်။ဒီချိန်မှာပဲကျမရဲ့ညာလက်ကကြောနောက်ကဓာတ်ကိုဆွဲထုတ်ပြီးအင်းကြီးဗလာချင်းနေတဲ့သူ့ရဲ့ဝါကိုအာခုံထိုးဆိုင်ချလိုက်တယ်။အတန်နဲ့ကြီးနဲ့သူ့အော်တယ်။ကျမလည်းသွေးဆူနေပါပြီ။ဓာတ်ကိုမနှုတ်ပဲ ဖိချလိုက်တယ်။မကြောက်သူ့ငြိမ်ကြသွားတယ်။ကျမကိုယ်ပေါ်မှာသွေးစည်းတွေပေးချန်ကုန်ပြီ။ဓာတ်ကိုဆွဲနှုတ်လိုက်တယ်။ ကျမကိုကိုတကယ်ဘလူစီးသွားပါပြီ။ကျမရဲ့အရှက်တဲ့ဘဝကိုဖျက်ဆီးခဲ့တဲ့လူတယောက်တော့လူဘဝကအပြည့်ထွက်သွားခဲ့ပြီ။တယောက်ကြံသေးတယ်။ကျမသွေးစွနေတဲ့သားလေးဓာကြောင့်ကိုဂိုင်းပြီ။ဝိညာဉ်စီးနေတဲ့လူလို အပေါ်ဓာတ်ကို ပြေးတက်လာလိုက်တယ်။ဒေါခင်ဝိုင်းချစ်အခန်းထဲရောက်တော့တကားကိုခောက်လိုက်တယ်။ဘသူလဲတဲ့။ကြောက်ပါလို့ခတ်တီတီနဲ့အတန်ဖြတ်ပြောလိုက်တော့ဥပိတာမှတ်ပြီးတော့တကားဖွင့်လိုက်တယ်။သွေးတန်ရဲရဲနဲ့ဓာကြီးဂိုင်းပြီး ခက်ထန်မာကြောနေတဲ့ကျမကိုပြုံးစားကြည့်မြင်လိုက်ကြရောဒေါခင်ဝိုင်းချစ်ကလန့်អော်လို့သူ့ကရင်ပေါ်မှာလဲကြသွားတယ်။အဲ့ဒီမှာပဲသွေးစာနေတဲ့ရှန်ညိုးနဲ့နာကြည့်နေတဲ့ကျမကညာလက်ထဲကဒါနဲ့သူ့ရဲ့လေပင်ကိုထိုးဆိုင်ချလိုက်တယ်။စူစူဝါဝါဘလုံးထွေးអော်ဟိရုံးကန်ရင် မကြပါဘူးငြိမ်ကြသွားတယ်။ဒီအချိန်မှာပဲတခြားအခန်းများကပျော်ပါနေကြတဲ့လူတွေလဲလန့်ပြန်ပြီးပြေးထွက်လာကြတယ်။မြင်ကွင်းကိုလည်းတွေ့သွားရော။ ထမိန်မနိုင်ပဝမနိုင်ပြေးကြပါရော့ကျမလဲထွေကနဲ့တရွေတစ်ချက်ထွေးလိုက်ပြီးတော့ပွင့်နေတဲ့တကားဝါကနေလမ်းမောက်ကိုပြေးထွက်လာလိုက်တယ်ဘဲကိုတော့ရောက်မှလည်းမသိပါဘူးဂျာနဲ့အခြေဦးတဲ့ရကိုပြေးလာတော့ဟေ့ရက်လိုက်ဆိုတဲ့ဆရာကြီးတို့ဘူကြီးတို့ရဲ့အတန်ကိုကြားလိုက်ရပါတယ်ကျမလူမသက်ချက်မအောင်ဘူကြီးရဲ့ကျမရှယ်လွန်နာကြီးလွန်လို့လုံးလိုက်မိတာပါ ကျမကိုအကယ်ကြပါအောင်ရှင် ကျမ ျမထောင်ကြမှာလားတည်ရန်ပေးခံမှာလားယင်ကျမအမေနဲ့မောင်လေးညီမလေးတွေဒုက္ခရောက်ကုန်ပါပြီဘူကြီးတို့ရေကျမကိုမကယ်နိုင်တော့ဘူးလားဟင်သူမဟာအယူတယောက်လိုငိုကြွေးပြီးတွေးမြင်သမျှကိုအာဂိုတကြီးတောင်းမှန်နေပါရဲ့မိမိတို့သူ့အဖြစ်ကိုတနာဆာနာမိပေမဲ့ဘာများတက်နိုင်မှမလဲသူကိုတက်ညာစွာစဉ်းစားပေးနိုင်တာကတရားဥပဒေရှုထောင့်မင်းရှိပါတယ်ဒါကြောင့်အပိစကားပြောလိုက်ရတယ် ဖြစ်သည်များကိုရဲရဲသာရင်ဆိုင်လိုက်ပြီးတော့ညမတရားဥပဒေကညမရဲ့အခြေအနေကိုကြည့်ပြီးအကောင်းဆုံးဖြစ်အောင်ဖိမပါလိမ့်မယ်။ကုတော်တို့များရဲ့ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ရတာကို နားလည်ပါတော့ညမလေး။စာရေးသူဇာကြီးကိုလည်းကျေးဇူးတင်ပါရီ။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရီရှင်။ နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေစုတင်ပါရရှင်ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါရရှင်